ကလေးတွေကိုမကြွေးတဲ့အစားအစာများ ံပါတ်၁ချက်ကတော့စားမြသောစားစာများကြွေးခြင်းမှရှောင်ပါကလေးငယ်တွေကိုစားမြတဲ့စားစာတွေကိုမကြွေးသင့်ပါဘူးဘာဖြစ်လို့လဲဆိုတော့စားအယမ်းများရင်သူတို့လေးတွေရဲ့ကြောက်ကဲ့အတွက်မကောင်းပါဘူးစားမြတဲ့စားစာဆိုလို့ငပီးတို့ငချောက်တို့ကိုပဲရှောင်ခိုင်းတာမဟုတ်ပါဘူးအသင့်စားစားစာတွေဖြစ်တဲ့ကြက်ဥကြောင် ဝက်ဥကြောင်ဝက်ပောင်ကြောင် အသင့်စားခောက်ဆွဲပြုတ်အသင့်စားဆန်ပြုတ်စတာတွေဟာစားပမာဏအယမ်းများတဲ့အတွက်ရှောင် ာတက်တဲ့အထဲမှာပါပါတယ်။နံပါတ်၄ချက်ကတော့တကြားကိုရှောင်ပါ။ခလေးငယ်ငယ်တွေအတွက်တကြားမလိုပါ။ငယ်ငယ်လေးကလေးကတကြားကိုအစပြုပြီးတော့မကြွေးတင်ပါဘူး။ကြာလာတာနဲ့အမျှခလေးငယ်တွေကတကြားအရင်ကြိုက်သွားပြီးတော့ဖျက်ရခတ်သွားပါလိမ့်မယ်။အထူးသဖြင့်အသင်းနောက်အချူရည်တွေဓာတ်ပါတဲ့အချူရည်တွေကိုရှောင်ပါ။တဘာဝအသည့်စစ်စစ်ကိုဖျော်ရည်လေးလှုပ်တိုက်ရင်လည်းတကြားထက်မထက်ပါနဲ့နော်။အကောင်းဆုံးကတော့ခလေးငယ်တွေကိုအချူကျွေး ွေးတော့မယ်ဆိုရင်ငပြောသည်ဒါမှမဟုတ်အခြားအသီးတစ်မျိုးမျိုးဖြောတိုက်မယ်ဆိုရင်အမေနို့တမဟောပိုးသက်ထားသောနို့တစ်မျိုးမျိုးကိုထည့်ပြောပေးပါနမတ်သုံးချက်ကတော့ပြားရည်ကိုရှောင်ပါပြားရည်ကခလေးငယ်တွေရဲ့ဦးလမ်းကြောင်းကိုဒုက္ခပေးနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြားရည်မှာပါလာတတ်တဲ့ဘက်တီးရီးယားပိုးတွေကထုတ်လိုက်တဲ့အဆိပ်ကြောင့်တွေကနေပြီးတော့ခလေးငယ်တွေရဲ့ဦးလမ်းကြောင်းကိုထိခိုက်ပြီးတော့အစာအဆိပ်တင့်တယ်လို့ဖြစ်တတ်ပါတယ်။ခလေးငယ်များအ အသက်နှစ်နှစ်မကျော်မှချင်းကြားရည်မကြွေးတင်ပါဘူး။သွားဖို့စားခြင်းကိုလည်းအတိုင်းအတာတစ်ခုအဓိကာကွယ်ပေးပါရယ်။နံပါတ်၄ချက်ကတော့အစစ်ဆန်များရှောင်မှာကလေးငယ်တွေကအသက်၅နှစ်မကျော်မှချင်းနေပဲစီပယုံစီ တီဟိုစီဘာရန်စီစတာတွေကို အစိလိုက်မကြွေးတင်ပါဘူးအခက်မသိရင်တီးတက်တဲ့အတွက်ကြောင့်မို့ပါကြွေးချင်ရင်တော့တေချာချေပြီးမှကြွေးပါကြွေးမယ်ဆိုလို့ရှိရင်လည်းအသက်6လပြည့်ပြီးမှတင်မတဲဆန်းကြွေးကြည့်ပါတချို့ကလေးတွေမှာအလားကျဖြစ်တယ်လို့ပါနံပါတ်5ချက်ကတော့ ဂျယ်လီကိုရှောင်မှာခလေးငယ်တွေကိုအလွယ်တကူဂျယ်လီကျွေးခြင်းမှာရှောင်ခြင်းမှာခဏခဏတည်တက်လို့ပါဓမတ်၆ချက်ကတော့အစီနဲတဲ့အစားအစာကိုရှောင်မှာခလေးတွေကလူကြီးနဲ့ပြောင်းပြန်ပါ သူတို့လေးတွေက အစားစားတာနည်းတဲ့အတွက်နည်းနည်းနဲ့ကယ်လိုရီများများရမယ့်အစီအတက်ကို ကောင်းကောင်းစားပေးဖို့လိုပါတယ် အစီတက်ဆိုလို့တွေ့ကြရအစီတွေဖြစ်တဲ့ဝက်စီဘတ်တို့ကြက်ရည်ကုန်တို့စီအများကြီးနှစ်ပြီးတော့ကြော်တဲ့အစားအစာတွေကိုမကျွေးသင့်ပါဘူး။ကောင်းတဲ့အစီတွေဖြစ်တဲ့ထောပတ်စီ၊တန်လွင်စီ၊ဖွဲနုစီအစီအစံစတာတွေကိုကျွေးဖို့လိုပါတယ်။လူကြီးဆိုရင်တော့နွားတို့ကိုအစီထုတ်ထားတဲ့ချော့ထားတဲ့နို့တောက်ဖို့လိုပေမဲ့တနည်းအောင်ကလေးငယ်တွေကတော့မလိုက်ပြပါတဲ့နို့ကိုသာတိုက်ပေးဖို့လိုပါတယ်။ နံပါတ်9ချက်ကတော့ပင်လေစာအစိမ်းကျွေးခြင်းမှရှာမှာလူကြီးတွေစားသလိုပဇွန်အစိမ်းတုပ်လိုမျိုးပင်လေစာအစိမ်းတုပ်လိုမျိုးတွေကိုကျွေးလို့မရပါဘူး ကလေးငယ်တွေရဲ့ဦးလန်းကြောင်ကလူနယ်သေးတဲ့အတွက်အသားစိမ့်ငါစိမ့်တွေမှာပါတဲ့ဘက်တီးရီးယားတွေကြောင့်အစာစိတ်တင်နာကိုဆွေးဝါးစာခံစားရတတ်ပါတယ်။နောက်ဆုံးချက်ကတော့ကြောက်ဥအစိမ့်ကြွေးခြင်းမှာရှောင်မှာကလေးငယ်တွေရဲ့အသက်၈လလောက်ရှိပြီဆိုတာနဲ့ကြောက်ဥစကြွေးလို့ရပါပြီ။စကြွေးတဲ့နေရာမှာလည်းတက်မတက်ကိုအရင်ဆန်းပါ အရင်ဆုံးအကာကြီးပဲနော်တစ်စွန်းလောက်နောက်တစ်ရက်မှအနှစ်ကြီးပဲ တစွန်းလောက်ကိုကြွေးကြည့်ပြီးတော့နိုင်ဝက်တနိုင်လောက်ဆောက်ကြည့်ပါအနီကွက်တွေမထွက်လာဘူးဆိုရင်တော့တဲ့တယ်လို့ယူဆလို့ရပါတယ်။နောက်နေ့ဆိုလို့ရှိရင်တော့ဆက်ကြွေးလို့အဆင်ပြေပါပြီ။ဒါပေမဲ့ခလီးငယ်တွေကိုကြွေးတဲ့နေရာမှာအစိမ်းလုံးဝမကြွေးသင့်ပါဘူး။အကြက်ကိုပြုတ်ပြီးတော့ကြွေးရပါမယ်လို့ပြောရင်းနဲ့ပဲကျမရဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်။အားလုံးပဲနေကောင်းကြမှာကြပါစေလို့ဆုတောင်းပေးပါရနော်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။